ဂျပန်1173ပြိုင်ပွဲမှာလုံးဝကြည်လို့ကောင်းမဲ့ပွဲတစ်ပွဲကိုထည့်ပြောပါဆိုလို့ရှိရင်မာဆာကီနဲ့စူပါဘွန်ပွဲကိုလည်းကျွန်တော်အဲကြည့်ကြဖို့တိုက်တွန်းခြင်းနဲ့ပေါ့နော်။ဘာကြောက်လဲဆိုတော့သူတို့နှစ်ယောက်ကပွဲမတိုင်ခင်ကတဲ့ကိုကတရားလန်စကားစစ်ထိုးနေတာရှိတယ်။ face off လုပ်တဲ့ပွဲမှာပေါ့နော်။ဒီနိုအီရီကနေပြီးတော့စူပါဘွန်ကိုပြောထားရတယ်ပေါ့နော်။ ကျွန်တော်ကတဲ့ဒီ Super Bowl ကို KO နဲ့အပြဖျက်မယ်ဆိုပြီးတော့ပြောထားတယ်ဗောနော်ဆိုတော့ပြီးခဲ့တဲ့ပွဲတုန်းကလည်းဂျပန်မှာဒီ1 172တုန်းကဒီတဝမ်ချိုင်ကိုမာဆာကီကနေပြီးတော့ဒီအမောက်သိပ်ပြထားတယ်ဗောလေအမောက်သိပ်ပြထားတယ်အဲ့ဒီတုန်းကပထမအချိန်မှာတဝမ်ချိုင်ကအရန်ကောင်းခဲ့တယ်ဗောနော်အရန်ကောင်းခဲ့တယ်ဒီအကုန်လုံးကတော့လုံးဝ perfect ပြတဝမ်ချိုင်စီက ကံနဲ့ကံချက်တွေကို तू တောက်ခံနိုင်တယ်လက်သီးချက်တွေကိုလည်း तू တောက်ခံနိုင်တယ်ပေါ့လေ तू လိုချင်တဲ့ဒီအခွင့်အရေးရပြီဆိုတာနဲ့အဲ့အခွင့်အရေးကိုပပိုင်နိုင်နိုင်သုံးချလိုက်တာပေါ့နော်ဒီသူ့မှာ knock out ဖြစ်နိုင်တဲ့ power လက်သီးချက်တွေရှိတယ်ခြေကံချက်တွေခြေတော့ကျိုးသွားနိုင်တဲ့ဒီခြေကံချက်တွေရှိတယ်ဆိုတော့ Japan fighter တွေက karate karate နဲ့ရောရောပြီးတော့ကစားကြတာကိုအားလုံးလည်းသိထားပြီးသားဖြစ်မှာပေါ့နော် ဆိုတော့ဂျပန်ဖိုင်တာနဲ့ကာရာတေနဲ့ကသိပြီးတော့အဲမလွဲမရှောင်တာဆိုသလိုပဲအများတန်းသူတို့တုံးကြတဲ့အကွက်တွေပေါ့နော်ဒီရင်ဝောက်ကိုခြေတော့ခြေတီခြေခြေခြေဖမိုးလာခြေဖမိုးမဟုတ်ဘူးဒီခြေဦးနဲ့ပေါ့လေခြေတော့ဒီဟာနဲ့အဲ့လိုမျိုးရင်ဝောက်ကိုထိုးတတ်တယ်ပေါ့နော်အဲ့တန့်စင်လုံးကလိုမျိုးပေါ့အဲ့ဒီအချက်တွေကအရန်ကြောက်ရတဲ့အချက်တွေပေါ့နော်သူတို့ကဒီလက်ချင်း တဲ့အချိန်မှာစပြီးတော့ဒီမာကြောတဲ့အရာတွေကိုသူကကန်ပြီးတော့လစ်ကျင့်တယ်ဗောနော်ဆိုတော့အဲ့ဒီခြေထောက်အားကအရန်ပြင်းတယ်ဆိုတော့သူလည်းအဲ့လိုမျိုးပဲဒီစူပါဘုံကို KO နဲ့အနိုင်ယူမယ်လို့ဒီပြောလာပါတယ်ဗောနော်အဲ့တော့စူပါဘုံကပါပြန် ပြောလဲဆိုတော့အဲအဲ့ဒါလောက်လဲအဲကျွန်တော်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အဲ့ဒါလောက်လဲလွယ်မနေဘူးဗောလေ ူပြောတယ်လို့အဲ့တလောက်လည်းလွယ်မနေဘူးတဲ့ကျွန်တော်ကအဲတာဝန်ဆိုင်မဟုတ်ဘူးပေါ့နော်ကျွန်တော်ကတာဝန်ဆိုင်မဟုတ်ဘူးတဲ့ကျွန်တော်ဒီကိုရောက်လာတာတဲ့ကျွန်တော်ရဲ့ချန်ပီယံကပ်ဘတ်ကိုကာကွယ်ပြီးတော့ကျွန်တော်နိုင်ငံကိုကပ်ဘတ်နဲ့အတူပြန်နိုင်ဖို့ကျွန်တော်ဒီကိုရောက်လာတယ်ပေါ့နော်အနိုင်ရတဲ့အနိုင်ရရှိတဲ့ဒီလူတယောက်အဖြစ်နဲ့သူ့နိုင်ငံကိုသူပြန်မယ်ဆိုပြီးတော့အဲ့လိုမျိုးပြောလာခဲ့တယ်ပေါ့နော်ဆိုတော့ဒီပွဲကလည်းတော်တော်ကိုကြည်ကောင်းမဲ့ပွဲတစ်ပွဲပါ အဲဆိုတော့ဆိုးတာကဘာလဲဆိုတော့သူတို့ရဲ့ပွဲကို PPV နဲ့ကြည့်ရမှာပါ PPV ကဘာလဲဆိုတော့သူတို့ရဲ့ဒီ Forest နဲ့ Takeru ပွဲပြီးတာနဲ့ပြီးချင်းသူတို့ဒီ PPV နဲ့သွားကြည့်ပါဆိုပြီးတော့လက်မှတ်ဝယ်ပြီးတော့အဲ့ဒီမှာ250ပေါ့လေအကုန်လုံး280 280နဲ့55ပြားဘတ်ငွေပေါ့နော်အဲ့ဒါနဲ့သွားကြည့်ပါဆိုပြီးတော့ဒီကျူအကုတ်လေးတွေ ပေးပေးလာတတ်တယ်ဗောနော်ဆိုတော့ကျွန်တော်ကတော့အဆုံးဖြတ်ထားရတယ်ကျွန်တော်ဝယ်မယ်ဝယ်ပြီးတော့ Telegram မှာအဲကျွန်တော် live ပြန်လွှင့်ပေးမယ်ဗောနော်လဝိတ်ချစ်တဲ့သူတွေလဝိတ်ဝတ္တနာပါတဲ့သူတွေအတွက်ကိုကျွန်တော် Telegram မှာပြန်ပြီးတော့မျှဝေပေးခြင်းပါတယ်ဆိုတော့ကျွန်တော်ဒီနာဒီနာလေးမှာဒီ QR code လေးကျွန်တော်ထည့်ပေးထားတယ်အဲ့ဒီ QR code လေးကို scan ရိုက်ပြီးတော့ ကျွန်တော်ရဲ့ channel ကိုလာ join ထားလို့ရတယ်ဗောနော်ဆိုတော့ okay သူတို့နှစ်ယောက်ရဲ့ပွဲကလည်းအရန်ကြီးလို့ကောင်းမဲ့ပွဲတစ်ပွဲလို့ယူဆပါတယ်ဘသူတယောက်မဟုတ်တယောက်ကတော့ဒီ knock မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်ခံမှန်းလို့တော့မရဲဘူး super bomb ကလည်းခြေကန်ချက်အရန်ကောင်းတဲ့ fighter တစ်ဖက်ကလည်းအဲဒီ calf kick တွေရော hack kick တွေရော body shot တွေရောအရန်ကောင်းတဲ့ fighter ခြေတော့ကိုခြေတော့ကိုတောင်ဒီကျိုးသွားနိုင်တဲ့အထိကန်နိုင်တဲ့ ဖိုက်တာခြေကန်ချက်အရန်အရန်ကိုမှကောင်းပါတယ်ဆိုတော့ဒီပွဲကလည်းကျွန်တော်တို့လက်ဝဲချင်းပရိသတ်တွေလက်မလွတ်တင်းတဲ့ပွဲတစ်ပွဲလို့ပြောရင်းနဲ့ပဲကျွန်တော်ဒီဗီဒီယိုကိုဒီမှာတင်ရန်နာလိုက်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ